ီ နိုင်ငံကြီးပြူလဲဝါးကြီးပျက်စီးနေတာဒီနိုင်ငံအုပ်ချုပ်တဲ့ပုံကိုကြီးကဲမောင်းလိုက်မကောင်းလို့လားဒီနိုင်ငံကြီးပြူပွဲရတယ်ပျက်စီးရတယ်ဒါဘူးဖို့မလဲမပြောပဲတဲ့အောင်သိပါတယ်ဒီနိုင်ငံပျက်စီးပြူလဲနေပြီဆိုတာဒီမင်းမကောင်းလို့ဒါတော့ဒါလူတိုင်းလက်ခံရမယ့်ကိစ္စပါတိုင်းနိုင်ငံလုံးအနှံ့မှာစစ်မျက်နှာများစွာဖွင့်ထားရတဲ့အကြမ်းဖက်စစ်တပ်ဟာရောနေလာနေပြီဖြစ်တဲ့စစ်တီအင်အားကိုဖြည့်ဆည်းနိုင်မှုအတွက်အဓမ္မစစ်သားစုဆောင်းမှုနီလန်းကို တရားလွတ်လွတ်ကျင့်သုံးဆောင်ရွက်လာတာကိုတွေ့ရပါတယ်။ဒီလိုဆောင်ရွက်မှုကြောင့်လူဝင်အားတွေတိုးလာပေမဲ့အကြမ်းဖက်စစ်တပ်ရဲ့တိုက်စွန်းအားကိုတော့တိတိတတ်တာတိုးတက်လာအောင်အစွမ်းသာခဲ့ပါဘူး။ဒါဟာဘာကြောင့်မလဲ။အကြမ်းဖက်စစ်ကောင်းဆောင်တွေရဲ့ရင်ဝါကိုခြေစုံကန်ပြီးပြည်သူရင်ဝင်ကိုခိုးလုံလာကြသူတွေအလံဖြူပြလက်နဲ့ချခဲ့ကြသူတွေနဲ့စစ်တုံးပန်းအဖြစ်ဖမ်းဆီးခြင်းခံလိုက်ရသူတွေရဲ့ပြောပြချက်အရာအကြမ်းဖက်စစ်တပ်အတွင်းကစစ်သားတွေအားလုံးလူလူဟာ မျိုးပါတာသာသနာအတွက်တိုက်ပွဲဝင်နေရတဲ့ဆိုတဲ့ဂျင်းတွေကိုတိမြင်လာကြရတာကနေစစ်တပ်ရချင်းရည်ရွယ်ချက် reason to fight ပျောက်ဆုံးနေကြပြီဆိုတာကိုတွေ့ရပါတယ်။အယောက်တရာမှာ99ယောက်လောက်ကတော့ဒီစစ်ဟာရှုံးမှုရှုံးမှာဆိုတာနားလည်နေကြပါပြီ။အခုလဲမဲပလီစကန်သိန်းတိုက်ပွဲမှာစစ်တုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့တဲ့ဒုတက်ချက်စေးတက်သားနေမျိုးရဲ့ပြောပြချက်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။ဟုတ်ကျွန်တော်နာမည်ကတော့နေမျိုးဖြစ်ပါတယ်။ကျွန်တော်အသက်ကတော့42နှစ်ရှိပါတယ်။ ျွန်တော်ရာထူးကတော့တောင်းမြင်းဆောင်၄၃ည၈၉ဒုတိယစစ်တပ်သားနေမျိုးဖြစ်ပါတယ်ခင်ဗျမိခင်တရင်ကတော့ပထမတရင်ကတော့ခလာရ၂၆ခုဖြစ်ပါတယ်ယခုတောင်းဝင်ထမ်းဆောင်နေတဲ့တရင်ကတော့ခခမရ၄ရ၅ရှင်မြန်တရင်ဖြစ်ပါတယ်ခင်ဗျကျွန်တော်2900လောက်ကစပြီးဝင်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ ဒီစစ်တပ်တန်းကတော့16နှစ်လောက်ရှိပါပြီ။ကျွန်တော်တို့ခြေတန်းရောက်နေတာတော့3နှစ်ကျော်4နှစ်တည်းမှာပါခင်ဗျာ။မိသားစုရှိတော့ပြန်ဝင်မရလိုက်ပါဘူး။ကျော်စစ်ကြောင်းတက်ကြရပြီးတော့ရွှေ့လာကြရတာပါ။ လက်ရှိနောက်ဆုံးတိုက်ပွဲအတွေ့အကြုံကတော့ကျွန်တော်တို့ရဲ့ဒီဒဏ်ရာရတဲ့လူတွေနောက်ပြီးကြတော့ခံစစ်မကောင်းတာတွေလူညာရောနေတာတွေလူတွေအစာရည်သာလုံလောက်မစားတဲ့တော့လုံလောက်မစားတဲ့အတွက်အင်အားချိုးနေတာတွေကျမ်းမာရေးမကောင်းတာတွေတဲ့ကျွန်တော်ဘယ်လိုပဲတရားမှာ99ရာခိုင်နှုန်းတော့စစ်ချုံးမယ်လို့လူတိုင်းလူလူကအဲ့လိုပဲ ထင်ထားရကြပါတယ်ခင်ဗျာဟုတ်ပထမဦးတော့ကျွန်တော်စက်တုပ်ရေမြောင်းနေပေါ့စက်တုပ်ရေမြောင်းနေပြန်ပြင်းနေပြီးလို့ချင်းဒီဘုံနံခံနိုင်အောင်လို့ဘင်္ဂလိုတွေပြင်းနေပြင်ပြီးတော့အဲ့လိုပဲခုခံတိုက်ခိုက်တာပေါ့ခင်ဗျာဒီလိုပဲတိုက်ပွဲစားပြစ်တဲ့အချိန်မှာပဲကျွန်တော်လည်းအမှပူတီနီယာ တတ်မှတ်ပြီးထားတဲ့နေရာမှာနေရင်လည်းကျွန်တော်လမောင်းကိုတုံးချက်မှန်ပါတယ်ခင်ဗျလမောင်းကိုတုံးချက်မှန်တော့ကျွန်တော်လည်းသူ့ထက်လွန်ပြီးတော့ငူးဝင်နေတဲ့အချိန်မှာကျွန်တော်တယောက်ကဆွဲခေါ်သွားပါတယ်ခင်ဗျဆွဲခေါ်သွားတဲ့အချိန်မှာပဲကျွန်တော်ကတော့သူ့ထက်လွန်ပြီးတော့တိတ်ပြီးတော့တချို့အားတွေတော့မမှန်ပြီးတော့သူ့သုံးပန်းနေတဲ့ကျွန်တော်အဖမ်းခံရပါတယ်ခင်ဗျကအာနာသိမ့်ပြီးွားတဲ့နောက်ပိုင်းမှာ တိုက်တိုင်းရှုံးနေတာကျွန်တော်တို့ဒီတည်င်းပေါ့အောက်ရှည်ရနေပြီးတော့ပြန်ပို့တဲ့တည်င်းအပေါ်ပြန်မရောက်တာတွေမမှန်ကန်တာတွေအပေါ်ကတည်င်းကအောက်ရှည်ကိုပြန်ပို့ရင်လည်းအလဲမာရင်ပြက်ကြသွားတာတွေမမှန်ကန်တာတွေနောက်ပြီးကြတော့စစ်တပ်မှာအင်အားမရှိကြဘူးခင်ဗျအင်အားကနည်းနည်းလေးတည်းကြဲကြဲလေးဝိုင်းထားတာဆိုတော့အင်အားကလည်းမရှိကြဘူးစီးစနစ်ကလည်းအမှမကြတော့ဘူး ဖွဲ့စည်းပုံကလည်းမပြတ်တော့ဘူးနောက်ပြီးအုပ်ချုပ်မှုဘက်မှာလည်းအထက်လူကြီးတွေကဘယ်လိုခုံလဲဆိုတော့ကျွန်တော်တို့စစ်တပ်တိုက်ခိုက်မှုအတွေ့အကြုံမရှိဘူးတွေ့ကြမရှိဘူးတဲ့ဒီအခွင့်အရေးယာတို့တွေကရလာတယ်သူတို့မှတိုက်ခိုက်မှုအတွေ့အကြုံမရှိဘူးရင်းချက်မှုမရှိဘူးအဲ့အတွက်ဥဆောင်နိုင်မှုဆွမ်းနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကုကဲမှုညံ့မြင့်တဲ့အတွက်ကြောင့်စခန်းนี่ဒီလိုပဲကြရတယ်လို့ကျွန်တော်ယူဆပါတယ် ျွန်တော်တို့ကြတော့ဒီလိုပေါ့မိသားစုအခက်ခဲအကြောင်းမျိုးမျိုးကြောင့်စစ်တပ်ထဲကိုရောက်သွားတာခင်ဗျာစစ်တပ်ထဲရောက်သွားတဲ့နောက်ပိုင်းမှာမှကိုအမားတွေတိခဲ့တော့လဲပြန်ထွက်လို့လည်းမရတော့ပြန်ပြီးတော့ထွက်ပြေးတော့လဲပြန်အခန်းအဖမ်းခံရတာတွေနှိမ့်ဆက်ခံရတာတွေဒါမျိုးတွေအရှိမှတွေ့ကြုံမှုတာတွေရှိခဲ့တော့ဖွင့်မပြေရဘူးမကောင်းမှန်းတိပေမဲ့လည်းပြင်မစင်းရဲ့ငတ်မှုခေါမှားတာတိနေပေမဲ့လည်းကိုထွက်ပြေးခဲ့လို့ရှိရင်ဟိုကိုတော့ ထောင်ချတော့မယ်နှိမ့်ဆက်တော့မယ်ဒါတွေကိုတွေးပြီးတော့ကျွန်တော်တို့မခုံလုံးပြုတ်ခဲ့တာပါခင်ဗျာပရမသဖမ်းမိရှင်တော့အော်သူတို့ဖမ်းမိဝိုင်းတော့ငါ့ကိုတတ်မှာပဲဆိုတော့ဒီလိုအတွေးတော့ပထမဦးဆုံးဖြစ်ပေါ်လိုက်တာဒါဒီမဲ့အဲ့လိုတွေပထမဦးဆုံးဖြစ်ပေါ်ပြီးမှာပဲတကယ်တကယ်တမ်းလာလဲဖမ်းလဲဖမ်းတော့ကျွန်တော်တို့အဲ့လိုရန်လူလိုတဘောမထားပဲတဲ့ချက်ချင်း ဒီလူလူတယောက်လိုပုံစံမျိုးဆက်ဆံပြီးတော့ဆေးကုဆက်ချင်းအမဒံရရရတဲ့လူတွေဒံရတွေကိုဆက်ချင်းလှဆေးထည့်ပြီးဆေးကုပေးဆက်ချင်းဆေးုံပို့ပေးဆိုတော့မထင်မထားတာတွေဖြစ်သွားတော့ရင်ထဲမှာဝမ်းနည်းမှုတွေလည်းဒါအားဖြစ်ပေါ်သွားပါတယ်ခင်ဗျာဝမ်းသာမှုတွေလည်းဒါအားဖြစ်ပေါ်သွားပါတယ်ကျွန်တော်တို့ရဲ့တိုက်ခိုက်တယ်ဆိုတော့ကျွန်တော်တို့လာတိုက်တယ်ဆိုတော့ရန်သူတောင်တအားကျွန်တော်တို့ကျေးဇူးတွေတင်ပြီးတော့ဩငါတို့ထင်သားသူမဟုတ်ပါလားဆိုတော့တော်တော်လေးကိုရင်ထဲမှာ ပြောပြလို့မတတ်အောင်ခံစားရပါတယ်ခင်ဗျာ နော်တိုက်ခိုက်ဆွမ်းရည်ရာတတော်လေးနီးစနစ်တကြအကွက်တကြစီစဉ်ပြီးမှစခန်းတစ်ခုကိုတိုက်တယ်လို့ကျွန်တော်တော့အဲ့လိုမြင်ပါတယ်။ဘာကြောင့်လဲဆိုဘာလို့သုံးသက်လိုက်တာလဲဆိုတော့ကျွန်တော်တို့ဒီစခန်းထဲမှာရှိနေတဲ့အချိန်မှာဒီဆန်စီဦးနာမှာလေရင်ဘုံကျဲတဲ့တန်ခံနိုင်အောင်လို့ကျင်းတူးလာတယ်။လာနေတာဒီအဲ့ဒါလေးအကုန်လုံးကအတန်တိတ်ဆိတ်ပြီးတော့သူ့နေရာတဲ့သူနေရာအစီမှာရှိနေတဲ့အတွက်ကြောင့် တော်တော်လေးစီးစင်းနေတကြတဲ့အကွက်ကြကြစီးစင်းပြီးလာတိုက်ခိုက်တယ်စီးစင်းနေကောင်းတယ်ဒီကျွန်တော်တို့အဲ့လိုမြင်ပါတယ်ခင်ဗျာမရှိပါဘူးခင်ဗျာမရှိပါဘူးဘာကြောင့်မရှိလဲဆိုတော့ခုနကပြောတဲ့ထဲမှာပါသွားသလိုပဲ သူတို့ကဥကျိုးအတွက်ကိုကြည်ကြများပါတယ်ထဲအရာရှိဘိုင်းဆိုင်ရာလူကြီးဘိုင်းဆိုင်ရာတွေအောက်ရှိဦးလဲညှိနှိုင်းမှုလဲမရှိဘူးညှိနှိုင်းသေးနေအောက်ရှိတဲ့ညှိနှိုင်းသေးလက်ခံလို့တယောက်တက်တယောက်တိုင်းတိုင်းမင်းမင်းလဲမရှိဘူးသူတို့လှုပ်ရှင်တာလှုပ်တယ်တကယ်တကယ်တမ်းကျတော့သူတို့ဒီအထက်အကြီးပိုင်းတော်တော်များများမှာတိုက်ပွဲတွေ့ကြုံမြေပြင်အရှိနေသူတို့တုံးတက်တာတော်တော်နဲပါတယ်တော်တော်လေးလက်အတွေ့အကြုံနဲပါတယ်သူတို့ထင်ရသူတို့လှုပ်တာအရေးကြီးဆုံးအချက်ကအဓိကသူတို့အပွင့်နေ မပြုတ်သွားရင်ပြီးရောသူတို့ပွင့်နေထတ်တိုးလာဘူးဒီတိုက်ပွဲနိုင်မှုဆိုတာလည်းတိုက်ပွဲနိုင်မှုဆိုတာလည်းလူတို့ကိုယ်အဖွဲ့သားတွေရောရှင်တန်မှုဆိုတာလည်းသူတို့အပွင့်နေမပြုတ်ရေးထတ်တိုးတက်တာရေးဒါလောက်ပဲသူတို့ကငဲ့ပြီအများကမငဲ့ပါဘူးခင်ဗျာဒီလိုအစဉ်လာကြီးရှိနေတည်ရတော့ဘယ်တိုက်ပွဲမှလည်းအောင်မြင်မှာမဟုတ်ပါဘူးခင်ဗျာ ျွန်တော်ကိုယ်တိုင်လည်းစဝင်ပြီးတဲ့နောက်ပိုင်းမှာပြန်ထွက်လို့မရလို့တာမဖြစ်ဖြစ်တဲ့တည်းတဲ့တာဝင်ပြီးလို့တာထမ်းဆောင်နေရတာစိတ်ထဲမှာလည်းမရှိပါဘူးသူများအသက်တက်ရှင်စိတ်ဆိုတိုက်ခင်ခိုက်ရှင်စိတ်လည်းကျွန်တော်မှလည်းမရှိပါဘူးကျွန်တော်ထင်ပါတယ်ကျန်တဲ့လူတွေလည်းဒီလောက်ငက်ပြပင်မစင်းရဲအာဝူဒင်းသူရှင်ကိုက်ဖြုတ်ကိုက်မတရားဖိနှိပ်ချုပ်ထည်ပြီးအမိတ်ပေးအမိတ်ပေးနေတဲ့အောက်မှာ ဖိနဲ့ချုပ်ချယ်မှုတွေများပြီးတော့စိတ်တော့ကတွေရောက်ဘာမှလည်းနေခြင်းစိတ်ရှိမှာမဟုတ်ပါဘူးအစားအစာကြီးနဲ့လည်းမစားရငတ်တလဲပြက်နဲ့ရှင်ကိုက်ဖြုတ်ကိုက်တယ်ကျွန်တော်အများစုကအကုန်လုံးကအထက်ရဲ့ဖိနဲ့ချုပ်ချယ်မှုအောက်မှာရောက်နေတဲ့အတွက်ကြောင့်နေခြင်းစိတ်မရှိကြတော့အမှန်ပါပဲခင်ဗျာအဲ့ဒါကတော့အကုန်လုံးလို့ပြောပါတယ် တော့လက်လက်ခရမ်းတွေရတော့ကျွန်တော်တို့သူတို့လိုအပ်လို့ရှိရင်ပထမအုပ်တော့ကောင်းချောင်းကပို့ပေးပါတယ်ကောင်းချောင်းပို့လို့အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့သူလေချောင်းကနေလေရင်နဲ့လာချပါတယ်ခင်ဗျာလေရင်နဲ့လာချတဲ့အခါကျရင်တော့ကျွန်တော်10ထုပ်လောက်ချလို့ရှိရင်လေတန်ကောင်းမှသာ2ထုပ်လောက်ရတာပေါ့1ထုပ်လောက်တစ်ခါကျရင်လည်း1ထုပ်မှမရပါဘူးခင်ဗျာရတဲ့အခါကျလို့ရှိရင်လည်းကြည်စံတွေကအောက်ပြုတ်ကျတဲ့အချိန်နဲ့ပိန်လေပြီးတော့တနက်ပြလို့ရှိရင်ဂျမ်းဖြစ်တာတို့ပါတို့မထွက်တာတို့ဒါမျိုးတွေရှိပါတယ်ခင်ဗျာ အများစုကတော့စစ်တပ်ထဲရောက်လာတဲ့လူအများစုကသူကခံယူချက်တစ်ခုကြောင့်ရောက်လာတဲ့လူမရှိမရှိပါဘူးခင်ဗျာစစ်တပ်ထဲကိုရောက်လာတဲ့လူအများစုကသူ့ရဲ့မိသားစုပြဿနာအကြောင်းအစဉ်မပြေမှုတွေကြောက်တာအကြောင်းမျိုးမျိုးကြောက်အပြင်ပြဿနာတွေအကြောင်းမျိုးမျိုးကြောက်စစ်တပ်ထဲရောက်လာတဲ့လူကဒါအများစုအကုန်လုံးလုံးပါပဲသူ့ရဲ့ခံယူချက်တစ်ခုကြောက်ဆိုပြီးတော့ရောက်လာတဲ့လူမရှိပါဘူးတပ်ထဲရောက်သူကမှဒီပြင်းပြင်းစင်ရတာတွေနှိမ့်ဆက်ခံရတာတွေဓာတ်တွေဖြစ်ပေါ်လာပြီး ပြန်ထွက်လို့ကလည်းမရပြန်ထွက်ရင်လည်းဟိုနေထောင်ရှားညမနှိမ့်ဆက်ဓာမျိုးတွေကြောင့်မဖြစ်ဖြစ်တယ်လို့လည်းပဲဒီတိုင်းမှမိတ်ကျိပြီးနေရတယ်ဘုရားဒီလိုဘုရားမျိုးတွေပါခင်ဗျာခိုင်ယူချက်တစ်ခုကြောက်ဆိုပြီးတော့တက်ထဲဝင်လာမြင်ကျွန်တော်တော့မထင်ပါဘူးအပိုင်းလုံးမြင်ပါလေခင်ဗျာပထမပိုင်းကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲမိသားစုတစ်စု၁၀ယောက်ရှိတယ်ဆိုရင်တော့ ဖေးမေမကောင်းလို့ရှိရင်မိသားစုပြိုကွယ်သွားဒါဖေးမေမှာပဲတာဝန်ရှိပါတယ်အဲနိုင်ငံကြီးတစ်ခုမှလည်းဒီဒီနိုင်ငံကြီးပြိုလဲဝါးပြက်စီးနေတာဒီနိုင်ငံအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကြီးကဲမင်းအောင်လိုက်မကောင်းလို့လားဒီနိုင်ငံကြီးပြိုကွယ်သွားတယ်ပြက်စီးရတယ်ဒါလူခေါ်မလဲမပြောပဲတောင်သူပါလေဒီနိုင်ငံပြည်စည်းပြူလဲနေပြီဆိုတာဒီမင်းမကောင်းလို့ဒါတော့ဒါလူတိုင်းလက်ခံရမယ့်ကိစ္စပါဒါတော့ပထမအချက်ပေါ့ ဒုတိယအချက်ကတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဒီစစ်ပွဲတွေဖြစ်တဲ့အချိန်ကမှာ အောက်ရှေကိုအတိကျလေးလာမှုစုံစမ်းမှုအောက်ရှေမှာဘာတွေဖြစ်ကုန်လဲဘယ်လောက်ဒုက္ခတွေရောက်ကုန်လဲမသိဘူးပြည်သူလူထုကိုလည်းပြန်မငဲ့ဘူးလေနဲ့ဘုံကျဲမဲ့တည်င်းကြတာကြားတဲ့နေရာဘုံကျဲမဲ့စာတင်ကြောင်းတွေလည်းထီချင်းထီဘုံကျောင်းတွေလည်းထီချင်းထီစစ်ပွဲဖြစ်တဲ့နေရာလဲသွားကိုလူလဲတည်ချင်းသေးသူ့လူလဲတည်ချင်းသေးအကုန်လုံးလေနဲ့ဘုံနေပက်ချရှိတိမြလူအကုန်သေး အဲ့လိုပေါ့ရန်သူလဲသေးကိုလူလဲသေးစာသင်ကျောင်းလဲထိဒီဘုန်းကြီးကျောင်းလဲထိတိတိဘာသာရေးရောပညာရေးရောအကုန်ထိခိုက်တယ်နောက်ပိတ်တုံးဘလို့ဖြစ်လာလဲဆိုတော့သူကသူ့တကူကောင်းဆန်တဲ့ပုံစံပေါက်လာပြီပေါ့သူ့ကိုကျိုးအတွက်ဒါသူကရက်တည်နေတယ်လို့ကျွန်တော်တို့ကအဲ့လိုပဲယူဆပါတယ် ပြည်သူလူထုလည်းအဲ့အဖြေကတော့ပြည်သူလူထုတိမှာပါပြည်သူလူထုဖြေပေးလိမ့်မယ်သူတို့လည်း9မိနစ်လောက်ပိုင်ဆိုင်ငွေရမယ်သူဘာလုပ်နေဆိုသူတို့လည်းလှုပ်ရှင်ပါပါသူတို့တိပါပါပြည်သူအကုန်လုံးလို့ပါပြည်သူလူထုအကုန်လုံးလို့ပါကျွန်တော်တော့ပြောစရာမလိုတော့ပါသူပြုတ်ခဲ့တဲ့သူလှုပ်ခဲ့တဲ့ဒဏ်တွေကိုသူ့ပြန်ခံခိုင်းစေချင်တယ်ပေါ့ဒီလိုအချိန်ကတော့တန်ဝင်ကားတွေနောင်လာတွေကောင်းကောင်းရပြီပြန်ပြင်သိနေအချိန်တော့ရောက်နေပါပြီခင်ဗျာဒီလိုအချိန်မှာမှတန်ဝင်ကားတွေလည်းမရအောင်နောင်သားတွေလည်းမရအောင်အရှိတ်ဆက်တူးနေမှာဆိုရင် တိုင်းပြည်တစ်ခုလုံးပျက်စီးပြီးတော့အကုန်လုံးသေခြင်းဒုက္ခရောက်သွားမယ်အဆင့်ထိကိုရောက်သွားနိုင်ပါတယ်ခင်ဗျာဒီလိုရှိမှမကောတန်ဝေကတွေရမယ်နောင်တတွေရမယ်ဩငါတို့လမ်းမကိုလိုက်နေမိတာပါလားငါတို့သွားတဲ့လမ်းမကြီးကတကယ်တိုင်းပြည်ပြက်ခေးမြန်မာနိုင်ငံကြီးပြူပွဲပျက်စီးသွားမယ်ခေးအဲ့တော့ငါတို့လမ်းမတွေကိုမရက်မလိုက်တော့ပဲတကယ်လမ်းမှန်ဒန်းတူအခွင့်အရေးရမယ်ဒီမိုကရေစီနိုင်ငံတည်ထူထောင်သွားမယ်လမ်းစဉ်ကိုငါတို့လမ်းမှန်ကိုလိုက်မယ်ဆိုလို့ချင်း ဒီအချိန်ကငါတို့ပြန်ပြင်မှုအကောင်းဆုံးအချိန်ဖြစ်တဲ့အတွက်ကြောင့်အထက်လူကြီးတွေလည်းလမ်းမမသွားပဲလမ်းမှန်ကိုနောင်တတွေရပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့စိတ်သက်ပိုင်းဆိုင်ရာတွေပြန်ပြင်ပြီးတော့လမ်းမှန်ပဲကိုပြန်လိုက်စေချင်ပါတယ်ခင်ဗျာဒီအချိန်ကပြန်ပြင်လို့ရမယ်နောက်ဆုံးအချိန်တော့ကျွန်တော်ထင်ပါတယ်ခင်ဗျာ ဒီစစ်ကြောင်းတွေဖြတ်တဲ့အခါကျရင်တော့ပထမဦးဆုံးတော့တောင်ရာတွေကိုယင်ဖြတ်ရပါတယ်ခင်ဗျာတောင်ရာတွေယင်ဖြတ်လို့ရှိရင်တောင်ရာမှာတီးတဲ့တီးနံတွေဘာတွေကိုစစ်ကြောင်းစားဖို့ယူတယ်ယူပြီးတော့အမှတောင်ရာမှာတစ်ဆင့်ရွာထဲရောက်လို့ရှိရင်ကျွန်တော်တို့ရွာထဲကစံနေစားစရာတွေကိုစစ်ကြောင်းစားဖို့အတွက်သူရိခါတွေဘာတွေတိမ့်နေတိမ့်ပြီးတော့မှဒီအရှိမမတင်ကားမတင်ကားလို့အဲရွာထဲကယောက်ျားသားချင်းတွေတွေ့ရင်အရှိကပေါ်တာတဘောမျိုးတဲ့ကျွန်တော်တို့ အရှိရတက်ခိုင်းပြီးတော့ဖမ်းခေါ်တာမျိုးတွေရှိပါတယ်အဲပြီးမထင်မထင်သလိုကျွန်တော်တို့မိရှူတာတွေပါလေရှိခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ဒီစစ်သုံးပန်းဖြစ်စပြီးတော့အဖမ်းခံလိုက်ရတဲ့ကကျွန်တော်တို့ကတော်တော်လေးကိုဘယ်လိုခေါ်မလဲလွတ်လပ်ပြီးတော့ တော်တော်လေးဝမ်းသာပျော်ရှင်ရပါတယ်ခင်ဗျာကိုအသက်တခင်ဂျေတူရှင်လို့တော့မှကျွန်တော်တို့တတ်မှတ်တတ်မှတ်ရပါတယ်ခင်ဗျာဘာလို့လဲကျွန်တော်စစ်သုံးပါမျိုးကျွန်တော်ဒဏ်ရာတွေရနေတဲ့လူတွေရောဒဏ်ရာမရတဲ့လူတွေရောအကုန်လုံးခေါ်ခေါ်ပြီးတာဒဏ်ရာရတဲ့လူတွေဆိုလည်းအမှချက်ချင်းစီးတဲ့ပတိစီဒါလောလောဆယ်လက်တလောဖမ်းတဲ့အချိန်မှလည်းအဲ့လိုလုပ်ပြီးတော့ချက်ချင်းစီးုံပို့စီးုံပို့ပြီးစေကူတာမှုယူကျွန်တော်ဒဏ်ရာမရတဲ့လူတွေလည်းချက်ချင်းခေါ်ချက်ချင်းခေါ်ပြီးတော့ပြည်သူလူထုတဘောမျိုးနဲ့စစ်သုံးပါဝင်ပြည်သူလူထု ဖြစ်သွားပြီဆိုတော့တဘောမျိုးပြလွတ်လွတ်လပ်လပ်ထားတယ်ကောင်းကောင်းမွန်မွန်ကျူးရတယ်ထမင်းဝါအောင်ကျူးရတယ်ကျွန်တော်တို့ခုမှစကန်းနေမှနေတော့တော့မှငွားလင်ငါစားရတော့ထမင်းဝါအောင်ကျူးရနောက်မှဆိုကိုယ်ကပြောရရင်စေးဝါစားရတာမုတ်ပဲတရေစားဆက်လက်ကွင်းရအစပေါ့ဗျာကျွန်တော်လူလူသေးသေးမရှိကျေးဇူးတဘောမျိုးပြထားပြီးတော့ကျွန်တော်တို့စေးဝါတွေရစားအပြည့်အခုပြီးတယ်ဆိုကျွန်တော်တို့တော်တော်လေးနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအချာချာမှာကြံတဲ့ တက်မှာရှိတဲ့လူတွေဦးတော့ကြောင့်အကြံပေးချင်တာတော့တိတ်တော့မရှိပါဘူးကျောအခုလူပြန်ပြင်လို့ရတဲ့အရှင်ကာလာမျိုးမှာပေါ့နော်ပြန်ပြင်နေပြီလို့ကျွန်တော်ကတော့အကြံပေးချင်ပါလမ်းမဘက်ကိုမလိုက်ပဲတကယ်လမ်းမှန်ဘက်ကိုလိုက်ပြီးတော့ဒန်းလူညီသူအခွေရမယ်လမ်းမှန်ပေါ့အဲ့လိုလမ်းမှန်ဘက်ကိုလိုက်မှလာတယ်ဒီလူလူတို့တကယ်လိုချင်နေတဲ့ဒီမိုကရေစီနိုင်ငံအဲ့လိုနိုင်ငံတည်းကိုထူထောင်နိုင်မှာပါခင်ဗျာအဲ့လိုလမ်းမှန်မှန်လိုက်ဖို့ ဆိုတာလည်းပြည်သူအနေနဲ့လမ်းမှန်ကိုသွားနေတဲ့သူတွေကိုဘယ်လိုခေါ်မလဲပံပိုးပေးမယ်၊ကူညီပေးမယ်၊ဆောက်ရှောက်ပေးမယ်ဒီလိုမျိုးတွေလမ်းမှန်သွားနေတဲ့လူတွေဘက်ကရက်တည်ပေးမှသာလမ်းမှန်ကိုမြန်မြန်ရောက်ပြီးတော့ပြည်သူလူထုလိုချင်နေတဲ့ဒီမိုကရေစီနိုင်ငံဆိုတာလည်းမြန်မြန်ရောက်နိုင်မှာပါအားလုံးမဆိုးရင်ကြပါတယ်လို့ကျွန်တော်တို့ဒီရက်တွေဒဏ်ရာတွေပြောက်လို့တက်တာလို့ရှင် ီသားစုတီကောင်းမွန်မွန်ပြန်လာပါမယ်လို့ကျွန်တော်မစိုးရိမ်ကြပါတယ်လို့ဥပမာပြပါတယ်ပြည်သူလူထုကိုတော့ဒီအချိန်မှာတော့ကျွန်တော်တို့အမှားမှန်ဆိုတာမြဝါထင်ထင်မြင်နေရတဲ့အချိန်ဖြစ်ပါဘူးဘယ်ဟာမှားလဲဘယ်ဟာမှန်လဲအမှားမှန်မြဝါထင်ထင်မြင်နေရတဲ့အချိန်မှာ အမှားဘက်ကိုမလိုက်မိကြပါသေးရဲ့အမှားဘက်ကိုလိုက်မိလို့ရှိရင် နိုင်ငံကြီးပြိုပွဲပျက်စီးဖို့ဟာ ခဏတည်းဖြစ်မှာပါအဲ့တော့အမှန်ဘက်ကိုလိုက်ပြီးမှန်အမှန်ဘက်သွားတဲ့လူတွေကအားပေးကူညီကြပါအဲ့ဒါကြောင့်မှပြည်သူလူထုလူတွေလူချင်းနဲ့ဒီဒန်းလူမျိုးတို့အခွင့်အရေးရတဲ့ဒီမိုကရေစီနိုင်ငံဆိုတာလည်းမြန်မြန်ရောက်မှာပါအမှားဘက်ကိုမလိုက်ကြပါနဲ့လို့ကျွန်တော်ဟိုတိုက်တွန်းလို့ခြင်းပါလို့ခင်ဗျာအကြံဖတ်စစ်တပ်ရဲ့အရမစစ်သားစုဆောင်းမှုကိုခံရတဲ့လူငယ်တွေအနေနဲ့နံပါတ်1ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများ ဤသူကာကွယ်အဖွဲ့ပကဖများရဲ့လူမှုကွန်ရက်စာမျက်နှာများနဲ့ဤသူရင်ဝင် Telegram @မြန်မာပြည်ပသို့ကြိုတင်ချိတ်ဆက်ထားရန်နံပါတ်၄စစ်တနန်းတက်နေစဉ်ကာလမှာဖြစ်စေတင်နန်းပြီးဆုံးကလက်နက်တက်ဆင်ပြီးအနေထားတွင်ဖြစ်စေအချိန်နေပေးသည့်နှင့်ဤဆက်ရာဤသူဒေါ်လာရဲ့အဖွဲ့စည်းများ PDF ပကဖပါပါပါလာပါနဲ့ဒိုင်းနာဒေါ်လာရဲ့အဖွဲ့စည်းများတို့ထံဆက်သွယ်၍အမြန်ဆုံးပတ်ပြောင်းခုလုံကြရန် ံပါတ်3ဗတ်ပြောင်းခိုလုံလာသောလူငယ်လူရွယ်များဘေးကင်းလုံခြုံရေးကိုအကောင်းဆုံးတာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီးလက်နက်ခဲယမ်းများပါရှိလာပါကထိုက်တန်စွာစုခြင်းငွေများချီးမြှင့်ပေးအပ်သွားမှာဖြစ်တယ်လို့မြို့သားညီမျိုးရဲ့အဆိုအရကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုနှိုးဆော်ထားပါတယ်။